ဥညနာကျွန်တော်ရဲ့ပထမဦးဆုံးဒီအိမ်မက်တွေမိုးထားတဲ့ဇလန်တွဲထဲမှာသူကကျွန်တော်ကိုတင်ခဲ့ဆရာတောက်ပါပဲငိုလို့ရအောင်လဲတင်ပြီးသွားတာဗောနော်အဲ့ခရေကနေပြီးတော့ကျွန်တော်ကားတိုင်းမှာမြေကြီးအတူဆိုတော့ကျွန်တော်ဘယ်တုံးမှမတုံးကျွန်တော်ဘာမှမြေကြီးအတူဆိုတော့မတုံးမြေကြီးအစ်စ်နဲ့ပဲတုံးတာဘာလို့ဆိုတော့ဥညနာကြောင့်ဆိုတော့ကျွန်တော်ဘဝမှာဘယ်တော့မှမေးလို့မရဆရာတောက်လို့လည်းပြောလို့ရပါတယ်ဆိုတော့ဒီကားတိုင်းမှာပြန်ပါသွားချင်မှာဦးကတော့မေးနေပြီလားမသိဘူးဆိုတော့ရန်လန်းဝန်တာပါတယ်ရန်လန်းပြောပါတယ် အဲအခုနောက်ပိုင်းတော့ကိုကိုစုပြီးတော့ပြန်ပေးတာပေါ့နော်အဲ့လိုဘာလို့ဆိုတော့အရင်တော့အမေစီအကုန်ပြန်အပ်တယ်အခုကျတော့ကျွန်တော်အဲ့လိုမျိုးကျွန်တော်စီရပြီးမှမိမိပြန်ကြတော့ရဲ့ရတာဘာနဲ့မှလည်းလို့မရအဲ့ခင်စားချက်လေးကရမ်းမိုက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်စီရရတယ်ပြီးတော့မိမိကိုကျွန်တော်ဘလောက်ဘလောက်ကြောက်တယ်အဲ့လိုမျိုးလေးလောက်တာပေါ့ဒီဇာလေးကကျွန်တော်စာပြီးကန်လန်းခင်ရရဒီဇက်ညွန်းလေးပေါ့နော်ဇက်ညွန်းလေးကလည်းအများကောင်းတယ် ဟိုကျမချစ်သူတယောက်ကြားဆိုရအတိုင်းပဲအားလုံးဒီလောင်မဲ့ပုံပါပဲဒီဇလန်တွဲလေးရတဲ့လောင်မဲ့ကားလေးပေါ့နော်ဒါပေမဲ့လောင်မဲ့ဆိုတာဒါလေးရဒီလောင်မဲ့ကားလေးရတမျိုးလေးပေါ့နော်အစမ်းလေးလောင်မဖြစ်ပါလေဆိုတော့ဟိုကျွန်တော်ကိုဒီရုပ်ရှင်ဘိုင်းမှာပြန်ပြီးတော့မြင်ချင်ကြတဲ့သူတွေအတွက်အားလုံးဒါသတင်းကောင်းလေးပဲပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာ အမတူ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 ရဲ့ဟာပြီဘာလို့ဆိုကျွန်တော်ကလည်းဟိုဒီအချိန်မှာဟိုကားရဲ့အများကြီးအများကြီးအများကြီးလက်ခံတာထက်စာရင်ကို့အတွက်ဟိုပြည်သက်တွေအရင်နေရောက်မဲ့ဟာလေးရဲ့ပြီးတော့ဟိုဒီဇိုင်းညွန်လေးကောင်းမဲ့ပြည်သက်တွေလက်ခံမဲ့ဟာလေးကိုပဲကျွန်တော်အမြဲတမ်းရွေးလုပ်မဲ့ဟိုဟာလေးကိုကျွန်တော်လက်ခံထားဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်ကလည်းမျိုးဒီဟိုပြောရမလဲလာတိုင်းလာတိုင်းလာလဲကားရဲ့တဲ့ကားရဲ့ကားရဲ့အများကြီးရိုက်တာထက်စာရင်ကိုဒီကားလေးအတွက် အစီအပြင်မဲ့ပြည်သက်တွေရင်းနေရောက်မဲ့ကားလေးကိုပဲကျွန်တော်အနည်းငယ်လက်ခံတာဖြစ်ပါတယ်ကျွန်တော်ကားတွေတော့အများကြီးတော့မရိုက်ပါဘူးအကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ကိုယ်တိုင်လည်းလေ့လာတယ်ပြီးတော့ကျွန်တော်သင်စရာမင်းစရာကြားစရာတွေစီရလဲအကုန်လုံးကျွန်တော်တင်တင်ယူလေ့လာတယ်ပေါ့နော်ကျွန်တော်ဒီကားထဲမှာကျွန်တော်ရဲ့သင်စရာထဲမှာဆိုရင်ဒီကားထဲမှာပါတယ်ဘာဖြစ်လဲဆိုတော့ဥညိနေတာတကယ်ပြောတာဥညိနေတာကျွန်တော်ရဲ့ပရမအူဆုံးဒီအိမ်မက်တွေမိုးထားတဲ့ဇလန်တွဲထဲမှာသူကကျွန်တော်ကိုတင်ခဲ့ဆရာတောက်ပါပဲကျွန်တော်ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့တုန်းက ကျွန်တော်ဘယ်တော့မှဘဝမှာကျွန်တော်ဘယ်တော့မှမမေ့ဘူးပေါ့နော်ကျွန်တော်အဲ့တော့ငိုရမယ့်အခမ်းအလားမသိဘူးကျွန်တော်ငိုလို့အသိအဆင်မပြေဘူးဟိုအဲ့တော့မှ driver map point တင်ကြီးပေါ့နော်ဘေးနားမှာကျွန်တော်မူမူတွေရအောင်လဲစကားတွေပြောပြီးတယ်အဲ့ရှင်မှာကျွန်တော်ငိုလို့ရအောင်လဲတင်ပြီးသွားတာပေါ့နော်အဲ့ခရေကနေပြီးတော့ကျွန်တော်ကားတိုင်းမှာမြေကြီးအတူဆိုတော့ကျွန်တော်ဘယ်တော့မှမတုံးဘူးကျွန်တော်ဘာမှမြေကြီးအတူဆိုတော့မတုံးမြေကြီးအစ်စ်နဲ့ပဲတုံးလားဘာလို့လဲဆိုတော့ဥညင်းနေတာကြောင့်ဆိုတော့ကျွန်တော်ဘဝမှာဘယ်တော့မှမေ့လို့မရဆရာတယောက်လိုလည်းပြောလို့ရပါတယ်ဆိုတော့ဒီကားတော့မှပြန်ပါလို့ကျွန်မ ဦးကတော့မေ့နေပြီလားမသိဘူးဆိုတော့ရန်လန်းဝမ်းသာပါလေရန်လန်းပြုတ်ပါလေဦးကြီးနေတာကြောင့်ပါနော်ဆိုတော့ဒီအဲဒီကာပီကလေးကနေကျွန်တော်နောက်ရိုက်မဲ့ကလေးဘယ်တော့မှမျက်နှာမျက်ရည်အတုမတုံးဘူးပါနော်ဆိုတော့ဟုတ်ကဲ့ပါမတူတာပါနော်ဟိုကတင်းဆိုတာဟိုတိုးဆောင်နော်အဲ့ဒါတော့မတူဘူးပါဒါမဲ့ဟိုအားဆိုင်မှုစူးစမ်းမှုကတော့အတူတူပါပဲဘာလို့ဆိုတော့ဒီနှခုကျွန်တော်ကဟိုကလှုပ်တဲ့အချိန်မှာလေဟိုဘက်တစ်ဖက်တစ်ချမ်းကဒီအဆိုးဘက်ကလည်းမရောချင်ဘူးလေနော် ဆိုတော့ပြည်သက်တွေကလည်းကျွန်တော်ကိုဟိုတချင်းဆိုရဲအဲကြိုက်တဲ့သူလည်းရှိတယ်ပြီးတော့ဒီရုပ်ရှင်ဘက်မှာလည်းမြင်ချင်ရတဲ့သူလည်းမြင်ချင်တဲ့သူလည်းရှိရဆိုတော့ဟိုဘီနှခွားလောက်ရတဲ့အချိန်မှာနှစ်ခုစလုံးစူးစမ်းရတော့နည်းတစ်ခုလို့ဒါတဲ့ဆိုင်တော့နည်းနည်းတော့ပြင်ရပြင်မနေပါဘောနော်ဒါမဲ့လည်းပြည်သက်တွေအတွက်ဆိုပြီးကျွန်တော်ဘယ်တော့မှတော့ဟိုရော့လို့တော့မရဘူးဘောနော်ဆိုတော့ဒီအပန်းအားလည်းမရှိဘူးကျွန်တော်ရန်ကုန်နှစ်ရက်ပဲရှိသေးတယ်ပြန်ရောက်တာနှစ်ရက်ပဲနေလိုက်ရတယ်အခုမှဒါ၃ရက်မြောက်ကျွန်တော်၃၀ရက်နေတည်းကနေတော့ချောက်ခီးကြီးတွေသွားနေရတယ် ဖြည့်ရသွားနေတာဆိုတော့တောက်လျှောက်ပါပဲမန်လေးနေပြီးတော့မြကြီးနာလို့တောက်လျှောက်သွားနေရတော့အိမ်လည်းမကက်ရပါဘူးခင်ဗျာအဖေနဲ့အမေအတွက်ပြီးတော့ကျွန်တော်ရဲ့စူးစမ်းမှုတစ်ခုလေးလက်ပါတာပေါ့နော်ဘာလို့ဆိုတော့ကိုကိုလည်းအမြဲတမ်းဟိုကျေးဇူးတင်တယ် appreciate လည်းဖြစ်တယ်နေကြမလို့ကျွန်တော်ကိုကိုကိုလည်းကျေးဇူးတင်တယ်ကျွန်တော်မိဘရဲ့ကြောင့်လည်းပါတယ်ပြီးတော့ကျွန်တော်အမြဲတမ်းပြောပြောနေတယ်ကျွန်တော်ဟိုဘယ်လိုပြောမလဲဒုတိယအဖေကိုဖြစ်နေရတက္ကသိုလ်ဆရာတော်ဖရာကြီးဖုံဖုံတို့လည်းဖုံဖုံကြောင့်လည်းပါလဲပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ကျေးဇူးရှင်တွေပေါ့ ကျွန်တော်အဲ့ဒါအမြဲတမ်းမမိဘူးမမိဘူးပေါ့ထူးခြားရတော့ဟိုထူးခြားထူးခြားပါပဲကျွန်တော်ဘယ်လိုပြောရမလဲဘာသာရေးတစ်ခုနဲ့တွဲလုပ်တဲ့အချိန်မှာကျွန်တော်ရဲ့ဒီအတိတရားရဲ့စိတ်လေးငြိမ့်တာဒါလေးပဲပါကျွန်တော်ဒါလူငယ်တယောက်နေနေတော့ဒါတော့အရင် perfect ဖြစ်တဲ့တယောက်တော့မဟုတ်ပါဘူးဒါမဲ့လေဟိုဒီဘာသာရေးလေးတွဲပြီးတော့တစ်ခုခုအလုပ်တွေလုပ်တဲ့စကားပြောရဲဆိုတော့နည်းနည်းလေးအတိတရားလေးတော့ရတယ်စိတ်လေးကအရင်အထက်စာပြီးပူပြီးငြိမ့်တာပေါ့ဗျာ စပန်နဲ့စားခဲ့ရဆိုဘာသာရေးကတော့ဟုတ်ငယ်လေးတွေကလောက်တာပေါ့နော်ဒါပေမဲ့ကိုကတော့ဟိုကြာလေးကြာလေးယုံကြည်မှုတစ်ခုကပိုပြီးကြီးထွားလေးပေါ့နော်ဟုတ်ကဲ့အင်းပေါ့အများဒီအဲ့ထဲမှာအဲ့ထဲရတစ်ခုပါတာပေါ့နော်အဲ့လိုပဲပြောရမှာပေါ့ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အကျိုးသားကတော့တရက်တီကျိုးသားမှာပဲလေဆိုတော့ပညာတင်ယူပါလေ့လာလား ပညာရေးစုတာကတော့တရက်တိမကုန်နိုင်ဘူးပေါ့နော်ဆိုတော့ဒါကတော့အမြဲတမ်းလက်ရှိသွားနေရမယ်ပုံစံမျိုးပဲပေါ့နော်နှစ်ခုပေါ့နှစ်ခုပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့တော့ပြီးသွားပါပြီမဟုတ်ဘူးလည်းမရပါဘူးခုကြေဒီကိုဘုံမရသေးပါဘူးစတာပါစတာပါဆိုတော့တကယ်တကယ်ပါဆိုတော့အာဝမ်းသာပါလေပြောပါလေမိဘတွေကိုအဲ့လိုမျိုးကိုယ်ကပြန်ပြီးဘယ်လိုပေးပေးတယ် အဲ့လိုမျိုးကတော့တယ်ကျွန်တော်ကတော့မရလည်းရကျွန်တော်ပေးချင်တာပါကျွန်တော်အဲ့လိုမျိုးဆိုဝမ်းသာပါတယ်ပြောပါတယ်ပီတိဖြစ်ပါတယ်အဲ့လိုမျိုးလည်းမရှိပါဘူးကျွန်တော်ကတော့ချင်းကတော့တယ်တမို့ချိုးပြီးတော့အဲ့လိုမျိုးအဲ့လိုဟိုလိုမျိုးရှိမှကျွန်တော်ရှိမှတော့အဲ့လိုမျိုးမဟုတ်ပါဘူးအဲ့လိုမျိုးကတော့ရင်ကတော့ပါအဲ့လိုမျိုးအချိန်မရှိအချိန်မီပြေးပါဘူးညာကြီးအောင်ပုတ်ပုတ်ဆိုတာမေ့ကုန်အပ်တာ အဲအခုနောက်ပိုင်းတော့ကိုကိုစုပြီးပြန်ပေးတာပေါ့နော်အဲ့လိုပဲဘာလို့ဆိုတော့ရင်တော့တော့အမေစီအကုန်ပြန်အပ်တယ်အခုကျတော့ကျွန်တော်အဲ့လိုမျိုးကျွန်တော်စီရပြီးမှမိမိပြန်ကြတော့ရဲ့ရတာဗာနဲ့မှလေလို့များအဲ့ခင်စားချက်လေးကရမ်းမိုက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်စီရရတယ်ပြီးတော့မိမိကိုကျွန်တော်ဘလော့ဘလော့ကြတော့တယ်အဲ့လိုမျိုးလေးလောက်တာပေါ့ဟုတ်ကဲ့အာကျွန်တော်ဒီရုပ်ရှင်ပိုင်းမှာပြန်တွေ့ကျင်တဲ့ပြည်သက်တွေများအားလုံးအခုကျွန်တော်ဇလန်ဒိုလေးတစ်ခု အခုရှိုက်တော့မှာဖြစ်ပါတယ်ဒီဇလန်ဒရလေးကလည်းကျွန်တော်ရုပ်တံကလည်းကျွန်တော်အများကြီးပြောလို့မရသေးဘူးပေါ့နော်ဘာလို့ဆိုတော့မပြောခိုင်းသေးဘူးဒါပေမဲ့ကျွန်တော်နည်းနည်းတော့ဟိုဘယ်လိုပြောလဲ hint တော့ပေးလို့ရပါတယ်တဏ္ဍာန်ကလုံးမှာလွှင့်မဲ့ channel တစ်ခုပေါ့နော်ဆိုတော့ရမ်းမိုက်ပါတယ်ဝမ်းသာပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ